ဘာကြောင့်အမြဲတမ်းပင်ပန်းနွမ်းနေနေရပါသလဲအဲ့ရေမဝခြင်းကို ပေါ့ပေါ့တန်တန်လို့မယူဆပါနဲ့ကံမကောင်းစွာနဲ့ကျွန်ုပ်တို့တွေဟာအလုတ်တွေမိသားစုအရေးတွေနဲ့တခြားဘာကြီးရကိစ္စတွေကြောင့်အမြဲအလုတ်ရှုပ်နေရတော့အရေးမဝဖြစ်တတ်ပါတယ်ကံကောင်းစွာနဲ့ဒီနေ့ညကစပြီးပြုလုပ်နိုင်တဲ့အပြုမူတချို့ရှိနေပါတယ်အဲ့ဒီအပြုမူတွေကတော့ ်ညဘက်ကောင်းကောင်းအိပ်ပျော်စေပြီးပင်ပန်းနွမ်းနယ်မှုခံစားနေရခြင်းကိုညှော့နှဲစေပါလိမ့်မယ်။နံပါတ်၁နေ့စဉ်နေ့တိုင်းအိပ်ရာဝင်ခြင်းတသက်မှမှတ်ထားပြီးအမြဲအိပ်ရာဝင်ပါ။နံပါတ်၂ညပိုင်း6နာရီကျော်ပြီးဆိုတာနဲ့ကော်ဖီမတောက်ပါနဲ့။နံပါတ်3အရက်တောက်ခြင်းပမာဏကိုကန့်သတ်ပါ။နံပါတ်4အိပ်ရာမဝင်ခြင်း ကိုလက်လိကျင်ကံပြုလုပ်ခြင်းများကိုရှောင်ရှားပေးပါနံပါတ်5အိပ်ရာထဲတွင်လဲလျောင်းပြီး အိပ်ပျော်အောင်ကြိုးစားသည့်အချိန်ကိုမိနစ်20ဖြတ်ပိုမကြာပါစေနဲ့အဲ့ဒီအချိန်ထိတိုင်အောင် အိပ်မပျော်ရင်အိပ်ရာကထားလိုက်ပါအိပ်ရာသည်အိပ်ဆက်ရန်အတွက်ဖြစ်ပါတယ်စားဖက်ရန်တီဗီကြည့်ရန် အစားစားရန်တို့အတွက် မဟုတ်ပါဘူး